စီစစ်ပဲချမှုတွေလုပ်နေတယ်လို့မင်းအောင်လိုင်ကပြောနေပေမဲ့စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာလွတ်တော်ကိုယ်စားလှယ်လောင်းအေးချင်းမမီတဲ့ဇာတိတမကောင်းလူတွေဝင်ရောက်ရှင်ပြိုင်မှုရှိနေတယ်လို့ဒေသခံတွေကအမေကိုပြောပါဗါးအာနာတိန်ကောင်းဆောင်မင်းအောင်လိုင်ကလွတ်တော်ကိုယ်စားလှယ်လောင်းတွေစီစစ်မှုကိုသူကိုယ်တိုင်လုပ်နေတယ်လို့နားလည်ရတဲ့စကားမျိုးကိုအော်တိုဘာလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ NCA စနေပြင်းနှစ်ပတ်လည်ခမ်းနားမှာထည့်သွင်းပြောဆိုခဲ့ပါဗါး ဒါပေမဲ့အခုထွက်ပေါ်လာတဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာဇာယိတမကောင်းတူနဲ့တကူချိုးပိုးတွေအများပြားပါဝင်လာတယ်လို့ရန်ကုန်တိုင်းဒလားမြို့မှာနေထိုင်နေတဲ့သူကပြောပါတယ်ကျွန်တော်ကတလားသားတယောက်အနေနဲ့ဝေဖန်ရမယ်ဆိုရင်တော့ဗျာ။ဟောစကောင်စီရဲ့အတူရောင်ရုပ်တော်မှာလက်ရှိဝင်ရောက်ရှင်းတိုင်းနေတဲ့အမတ်တော်တွေအားလုံးကအရင်ချင်းမပြည့်စုံဘူးနော်။အဲဒီလိုပဲတုံ့ပြန်မှာပေါ့။ဘာလို့သူတို့ရဲ့အကုန်တိတ်ခါဘူးလဲ။ ဟောဆောကားရမို့နိုင်ငံတစ်ခုပူတော်နေဆိုတာနိုင်ငံရေးမှာနိုင်ငံအုပ်ဆောင်နေလုံးမဲ့လူတွေကဒီအချင်းနဲ့ပါရိတနဲ့တော့ကောင်းမွန်တဲ့ပညာရှင်တွေပြည်စုံမှာကဒါအမတ်တယောက်နော်အမျိုးသမီးအမတ်ပဲဖြစ်ဖြစ်လူသားပဲအမတ်ပဲဖြစ်ဖြစ်ဒါမှတိုင်းပြည်အခုပူတော်လို့ရမှာအခုမြင်တွေ့နေရတာတော့ဘာလို့ဘလို့တော့မလဲပါရိတတရားတဲ့အမတ်တွေ ီတလားတလို့နေနေမှာပေါ့ဘူး။ကျန်လေဒီမနိုင်ငံကလေအနှံ့တောင်းမှလည်းဒီစစ်ကောင်စီကဒီကောက်ပွဲဝင်ရောက်ရှင်းနိုင်တဲ့လူတွေကသိစားကြည့်နိုင်လူစုတစ်ခုချက်ဘူးလေ။မွေးထုတ်တဲ့အမတ်လောင်းတွေတင်နေတာ။အဲ့ဒီတိုင်းပြည်ကကျွန်တော်တို့တိုင်းပြည်ကဘယ်တော့မှဒီစစ်ကောင်စီရဲ့ယူပောက်ပွဲတွေကလည်းဘယ်တော့မှကောင်းဘူးလာလာမရှိဘူးလို့ပဲလို့တုံးတက်ပါလေ။စစ်တပ်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့ ူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့နဲ့မကူညီကြဖို့မြို့သားညညရေးဆိုရအန်ယူဂျီပါဝင်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့တော်လိုင်းရေးအားစုတွေဘက်ကတတိပေးစာထုတ်ပြီးတားမြစ်ထားကြပါတယ်။ဒါပေမဲ့ပြည်သူတွေအနေနဲ့အတူရောက်ရွေးကောက်ပွဲမှာအကြောင်းမျိုးမျိုးကြောင့်ကိုယ်တိုင်မဲပေးကျင်တာပဲဖြစ်ဖြစ်မလွဲသာလို့မဲပေးရတာမျိုးပဲဖြစ်ဖြစ်ရှိလာပါကဘလူဒီနဲ့ဆန့်ကျင်ရမလဲဆိုတဲ့မေးခွန်းတွေလည်းရှိနေပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူကတော့ ကဘာမှာမဲမပေးလို့ဖမ်းလို့ရတဲ့ဥပဒေမရှိသေးဘူးလို့ပြောပါတယ်။စီးရဲရွေးကောက်ပွဲကိုဟိုတောင်းကြီးစိုးကြီးကိုသူတို့ဝေဝဲပိုင်တာဆုံးတိုင်းနော်။အကျဲမလာလေဒီရွေးကောက်ပွဲကအလို့ရောင်ဖြစ်တယ်ဆိုတာလေပြည်သူကသိတယ်။အဲဒါပေမဲ့ပြည်သူတွေကမလွန်ဆန်နိုင်လို့သာဘောင်းလို့နေနေကြတယ်။သို့ဆိုကြတဲ့ဒီ Facebook ပေါ်ဒီတင်းနာနာတွေအဲနားနဲ့မျိုးလုံးနဲ့ တဲ့ပြည်သူတွေကစိတ်ဝင်စားမှုပုံမှန်မရှိပါဘူး။နောက်ပြည်သူတွေမှာအရင်ချင်းများအရေးရှိပါတယ်။ပြည်သူတွေလည်းဘာပဲဖြစ်ဖြစ်ဒီစုကောင်စီကရွေးရရွေးကောက်ပွဲမှာအထူးတောင်းခေါ်ပါမှာမဲမပေးလို့လည်းရပါတယ်။ကဘာကြီးမှာဟောမဲမပေးတဲ့လူကိုအဲနဲ့ပို့လေဆိုတာမပေါ်ပေါက်သေးပါဘူး။ဒီလည်းမရှိခဲ့ပါဘူး။တော့မဲမပေးခြင်းမျိုးဟောမဲမပေးခြင်းနဲ့ဘာဖြစ်မလဲဆိုရင်မဲမပေးခြင်းဖြစ်စစ်ပေါ်စီရဲ့ ရွေးကောက်ပွဲကိုစတင်ရရောက်သလိုမဲပေးအင်းဖြစ်လဲတကောင်စီရဲ့လူတက်မှုတွေကိုအားပေးရရောက်ပါတယ်လို့ပဲကျွန်တော်ကဒီလိုပဲသုံးသပ်ပါတယ်ဒီကောက်ပွဲဝင်ပြိုင်မဲ့ဒီမိုကရက်တစ်ပါတီမြန်မာဒုဥက္ကဋ္ဌဦးတင်ဆွေကတော့လက်ရှိ2008ဖွဲ့စည်းပုံကိုကြိုက်လို့မဟုတ်ပဲအကူအညီပြလို့လည်းနဲ့ဂျာကာလာဖွဲ့စည်းပုံဖြစ်ရှုမြင်တာကြောင့်ဥပဒေနားလည်သူတွေလွတ်တော်တွေရောက်စေချင်တယ်လို့ပြောပါတယ်မဟုတ်တာသူတို့ပါတီကနိုင်ငံပါလုပ်မယ်ဒါရက်ပြောကြတယ်သူတို့လည်းမပြောချင်တာဒီဖွဲ့စည်းပုံကို ကျိတ်လို့မဟုတ်ဘူးလက်ရှိတပါတီရဲ့ပါတီုံပြောမှဒီဖွဲ့စည်းပုံဂျာရန်ဖြစ်တဲ့ဒီဖွဲ့စည်းပုံကဝင်ပြိုင်နေတဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ဥရနားရတဲ့လူတွေတက်စီချင်းစကားစားမှာသူတို့တက်မှဒီဖွဲ့စည်းပုံလက်ရှိသွားသွားလို့ရတာတွေလက်ရှိဒီဖွဲ့စည်းပုံနဲ့သွားသွားလို့မရတဲ့အတွက်ပြုပြင်မယ်အသိရေးဆွဲမယ်ဒီလိုသွားရမှာလို့ငါတို့ကမြင်နေတဲ့ပြောချင်တာကဥရနားရတဲ့လူတွေတွတ်တွေရောက်စီချင်းပြည်သူလူတော်အမျိုးသားလူတော်ရောက်ချင်း အင်္ဂယ်ကဘာလို့ခုနလိုပေါ့နော်လွတ်တော်ရဲ့အမတ်တယောက်ကလွတ်တော်အမတ်တယောက်ကတောင်းရဥရပြူခြင်းအတိရေးဆွဲခြင်းပြင်ဆင်ခြင်းတစ်စိမ်းရင်နံပါတ်၄ကအင်္ဂလိပ်ဘတ်ဂျက်ကိုအတိပြူခြင်းနံပါတ်၃ကရေးရကုန်ပြီးဖွဲ့ခြင်းဒီလို့တွေသူပိုင်နေအောင်လုပ်တတ်တဲ့လူကိုတက်စီခြင်းပေါ့နော်စစ်တပ်ကဒီဇင်ဘာ28ရက်နေ့မှာစတင်ပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီစုစုပေါင်း58ခုရှိပြီး ကိုယ်စလဲလောင်း9000ကျော်ရှိတယ်လို့သိရပါတယ်။အဲ့ဒီကိုယ်စလဲလောင်းနေတဲ့ကအတန်းပညာမရှိသူဇာယိတမကောင်းသူတွေပါဝင်နေတယ်လို့မင်းအောင်လိုင်ကတူကိုတန်းကိုယ်စလဲလောင်းတွေကိုဝန်ခံပြောဆိုသွားတာပါ။လက်တလောအမလောင်းရေချင်းပြည့်မြူဘူးဆိုပြီးစစ်ကော်မရှင်ရေကော်ကကိုယ်စလဲလောင်း86ဦးကိုပယ်ချထားပြီးအတနာခန်းစာတင်ထားကြတဲ့အတွက်ပြန်စစ်ဆေးနေတယ်လို့သိရပါတယ်။အဲ့ဒီတဲ့ကမောစားပန်ကိုအကျွေးပေးဖို့ရှိနေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကရာတော်တော်တက်ခိုင်လဲပါဝင်ပြီးပေးပို့ရှိနေတဲ့အကျွေးတွေကိုပေးဆက်လိုက်ပြီးဖြစ်တယ်လို့ရွေးကောက်ပွဲဝင်ပြန်ရဖို့စစ်တပ်ရွေးကောက်အပြင်မင်းအောင်လိုင်စီပါအတနာခန်းစာတင်ထားတယ်လို့ပြီးကြတဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ BBC မြန်မာပိုင်းနဲ့အင်တာဗျူးမှာထည့်တင်ပြချသွားပါတယ်။ဒါအပြင်ဒီဇင်ဘာ28ရက်မှာအပိုင်း1ဖြစ်ကျင်းပမဲ့ရွေးကောက်ပွဲအတွင်းမဲဆန္ဒနဲ့28ခုမှာကြက်ခိုင်ရေးအမတ်တွေကလည်းလို့အခြားပါဝင်ရှင်ပြန်မှုမရှိတာကြောင့်အဲ့ဒီမဲဆန္ဒနဲ့မှရှင်ပြန်ကြမဲ့ကြက်ခိုင်ရေးပါတီက ကိုယ်တိုင်လောင်း28ဦးဟာမပြောင်းခင်ကတည်းကအနိုင်ရတဲ့အခြေအနေဖြစ်တယ်လို့စစ်တပ်ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ထားတဲ့ကိုယ်တိုင်လောင်းစီးရင်တွေကသိရပါဗျာ။